ကျွန်တော်သမီးလေးကိုဒုက္ခပေးဖို့လာတာမဟုတ်ဘဲနဲ့ကုသိုလ်ရေးအတွက်ဆန္ဒရှိနေတဲ့အတွက်ကျွန်တော်ကိုနိုင်ကိုကမကန့်ကွက်ပါဘူးဘာဖြစ်လို့လဲဆိုတော့မင်းနဲ့ကျွန်တော်သမီးလေးတို့ရဲ့စုပေါင်းအလှလုပ်ဖို့အချိန်ကြပြီလေကျွန်တော်ကိုနိုင်ကိုကနှစ်လူပါတယ် ခုလိုမျိုးနားလည်ပေးပြီးပါဝင်ကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အာဦးလေးမှောင်လောင်နေပြီပြင်မတျောတဲ့ဘာလုံးနေတာတော့ဦးမြတ်။အော်ဦးသမီးကိုစောင့်နေတာလား။ဟုတ်။သွားလိုက်အောင်မေဦးကြီး။အေးအေးအေး။